ေတနေ့မွေးတနေ့ကွာမကြောက်ဘူးဆိုတဲ့ပုံစံမျိုးပြောတာနော်အလုံးမရေတရားကောင်းတယ်တေချင်းကိုမကြောက်တာဘလူလူတွေမကြောက်တာတော့တေမယ်မထင်သေးလို့မကြောက်တာနော်အခုကြောက်လို့လည်းမကြောက်ပါဘူးဒီကမာကြီးတို့ကကြောက်နေသလားမကြောက်ပါဘူးဘာလို့မကြောက်တာတော့တေမယ်လို့မထင်သေးဘူးအခိုင်အမာပဲအမေလေတေချင်းနဲ့ကိုနဲ့အဝေးကြီးဘလောက်ဝေးမှကိုမသိဘူးဟုတ်လားအဲ့ဒါကြောင့်မလို့မကြောက်တာနော်ဘယ်ချိန်ကြောက်မှာတော့တေမယ်ထင်တဲ့အချိန်ကြောက်ပါလိမ့်မယ် ဟုတ်လားသိမယ်ထင်တဲ့အချိန်ကြောက်ပါလိမ့်မယ်။သိခြင်းကိုမကြောက်ဖို့ဆိုတာလွယ်တဲ့ကိစ္စမျိုးဘုဘဝကတော့လက်တွေ့ကြကြလေးတွေခဏခဏပြောပြတယ်။ဆိုရမှာဆိုကိုပိုင်တဲ့ပစ္စည်းဥစ္စာရဲ့တဝက်လောက်အလဟသပျက်စီးသွားမယ်ဆိုရင်ဘယ်လိုနေမလို့။ဉာဏ်ကိုထိခိုက်မယ်ပေါ့နော်။ကိုမိသားစုဝင်6ယောက်ရှိတယ်ဆိုကြပါစို့3ယောက်လောက်အသေးစိုးနဲ့သေသွားတယ်ပျက်စီးသွားတယ်ဆိုရင်ဘယ်လိုနေမလို့။လူလှိမ့်နေမှာပေါ့နော်။ခံနိုင်သလားမခံနိုင်ဘူး။ ဒါပါလဲဆိုတော့ကိုယ်ဘဝရဲ့တစိတ်တည်းတပြည့်စည်တာပိုင်ဆိုင်မှုရဲ့တဝက်ဖယ်တဝက်ကြံသေးရဲ့နော်ပတ်